သန္ဓရာခီကိုပြန်ကြည့်လိုက်တော့ပြိသန္ဓေနေတဲ့ဒုက္ခပြီးဟိုတဲ့ဒုက္ခပြီးနာတဲ့ဒုက္ခပြီးသေတဲ့ဒုက္ခဒီခါနောက်တဲ့သန္ဓရာခီဆုံးအောင်မသွားနိုင်သေးတဲ့ပုဂ္ဂိုလ်ဒီအတွက်နောက်တဲ့ဒီခါပြန်ပြီးပြိသန္ဓေနေရတဲ့ဒုက္ခနောက်ထပ်ဩရတဲ့ဒုက္ခနောက်ထပ်နာရတဲ့ဒုက္ခနောက်ထပ်သိရတဲ့ဒုက္ခဆိုပြီးအစမပြတ်ဒီလိုအုံနာသိရဒုက္ခဘေးတွေနဲ့ရင်းဆိုင်ပြီးလာခဲ့ကြရတယ်ဒီဘဝမှာဒီပုဂ္ဂိုလ်တွေနဲ့ မိသားစုဖြစ်နေတော့လဲနောက်ဘဝကြနောက်ဘကုနဲ့ပြောင်းပြီးမိသားစုဖြစ်ကြပြန်တယ်။ပို့ပြီးတော့ဆက်ဆုံရွှရှာဝဲကောင်းတဲ့အချက်တခုကတော့တောင်ရကရဖို့လည်းသိကောင်းပါတယ်နော်။ဘဝတခုမှတူနဲ့တူကသားနဲ့အမိဖြစ်ခြင်းဖြစ်မယ်။နောက်ဘဝတခုကြတော့ဒီပုဂ္ဂိုလ်နှစ်ဦးပြန်ဆုံလိုက်တဲ့အချိန်ခါမှာဇနီးမောင်နှံဖြစ်ခြင်းလည်းဖြစ်နေတတ်ပြန်တယ်။ဝင်နေဖို့မကောင်းဘူးလား။သိကောင်းတယ်နော်။ဘဝတခုမှပုဂ္ဂိုလ်တူနဲ့တူအဖေနဲ့သမီးဖြစ်ခြင်းဖြစ်မယ်။ တကူသောဘဝကြတော့ဇနီးမောင်နဲ့ထပ်ပြီးဖြစ်ချင်းလည်းဖြစ်အောင်ပဲ။ဘာဖြစ်လို့လဲ။အဝိဇ္ဇာနိဝရဏအဝိဇ္ဇာတိဟုသောနိဝရဏတရားကပိတ်ဖို့ကာစီထားတယ်။တဏ္ဍန်ယောဇနတဏ္ဍတိဟုသောတန်ယောဇဉ်ကြိုးကလည်းရပ်ပနှောင်းဖွက်ပြီးထားကြတယ်။အဝိဇ္ဇာကပိတ်ဖို့ထားတယ်ဆိုတဲ့ဥစ္စာကအမှန်တရားကိုမသိအောင်အဝိဇ္ဇာကပိတ်ဖို့ထားတယ်။ဒုက္ခသစ္စာကိုဒုက္ခသစ္စာမှမသိအောင်သမုဒိယသစ္စာကိုသမုဒိယသစ္စာမှမသိအောင်နိရောဓသစ္စာကိုနိရောဓသစ္စာမှမသိအောင် မကသစ္စာကိုမကသစ္စာမှန်မသိအောင်ဒီအဝိဇ္ဇာတရားကပိဖုံးထားတယ်။ဘယ်လိုပိဖုံးထားတယ်လို့မေးတော့ခင်ဗျာသစ္စာဒေသနာတော်နိယပြောရင်တော့ဒုက္ခသစ္စာအမြဲနေတဲ့တရားတွေကယုတ်တရားနေန်တရားလို့ခေါ်ဆိုအပ်တဲ့ခန္ဓာ၅ပါးပဲဖြစ်ပါတယ်။ဓမ္မစကြာဒေသနာတော်အစရှိတဲ့ထိုးထိုးဒေသနာတော်ဒီမှာဖျားရှင်ဟောကြားတော်မူခဲ့တဲ့အတိုင်းတန်ခိတ္တိနပိစုပါရပါဒာနဲ့ခန္ဓာဒုက္ခသတိဖြင့်ဟောတော်မူတဲ့အတိုင်း ဥပါဒဏ်ရဲ့ခန္ဓာ၅ပါးသည်ဒုက္ခသစ္စာတရားဖြစ်တယ်ထိုဥပါဒဏ်ရဲ့ခန္ဓာ၅ပါးထဲမှာရူပခန္ဓာကရူပဘာရဏေခန္ဓာကယုတ်တရားဝေရဏုဘာရဏေခန္ဓာသင်္ညုဘာရဏေခန္ဓာသင်္ခါရုဘာရဏေခန္ဓာဝိညာဏုဘာရဏေခန္ဓာဆိုတဲ့ခန္ဓာ၄ပါးတို့ကနန္တရားဖြစ်ကြပါတယ်ယုံနာ၅ပါးပင်ဖြစ်တယ်အဲ့ဒီယုံနာ၅ပါးကဒုက္ခသစ္စာတရားဖြစ်တယ်ဒီဒုက္ခသစ္စာကိုဒုက္ခသစ္စာမှမသိဘူးဒုက္ခသစ္စာကိုဒုက္ခသစ္စာမှမသိတဲ့အတွက် ငါပဲသူပဲယောက်ျားပဲမိမပဲပုဂ္ဂိုလ်ပဲတ attva ပဲစသည်ဖြင့်ဒီလိုအတိတွေမှားနေအဲဒီလိုအတိမှားမှုအဝိဇ္ဇာကိုအခြေတည်ပြီးတော့ထိုတို့ဘဝတွေအပေါ်မှာယောက်ျားဘဝမိမဘဝအမျိုးသားဘဝအမျိုးသမီးဘဝသားဘဝသမီးဘဝအစတဲ့ထိုတို့ဘဝတွေကို တွေ့တတ်တမဲမောနေတဲ့တဏှာတရားကလည်းဥဆောင်နေတယ်ဇွဲလန်းမှုဥပါရံတရားတွေကလည်းအကောင်းနေတယ်ဒီအဝိဇ္ဇာတဏှာဥပါရံတွေကိုအခြေခံပြီးတော့ကုသိုလ်သင်္ခါရအကုသိုလ်သင်္ခါရခေါ်တဲ့ကံတွေကိုထူထောင်ကြပြန်နေတယ် အဲ့ဒီသင်္ခါရတရားတွေကလည်းအနိစ္စတရားဖြစ်တော့ဖြစ်ပြီးပြတ်သွားတယ်။ပြတ်သွားပြီမဲ့လို့နော်ဒီချိန်မှာသူတို့မျှော်လင့်တဲ့တောင်းတထားတဲ့ယောက်ျားဘဝမိမဘဝလူဘဝနတ်ဘဝအစတဲ့ထိုးထိုးဘဝတွေကိုဖြစ်စေနိုင်တဲ့စွန့်ရင်ကမ္မတတ္တိကိုယုံနာအစီမမြုပ်နှံပြီးမှချုပ်ပြတ်သွားတယ်။အဲ့ဒီစွန့်ရင်တတ္တိလေးကကံခေါ်တော့ပေါင်းလိုက်တော့အဝိဇ္ဇဒနာဥပါဒသင်္ခါရကံဆိုပြီးအကြောင်းတရား၅ခုစုံညီနေတယ်။ဒီအကြောင်းတရား၅ခုကထင်ရှားဒုက္ခသစ္စာတရားကိုဖြစ်စေတတ်တဲ့သမှုရာသစ္စာတရားတွေဖြစ်ကြပါရဲ့ ဒီအကြောင်းတရားငါးခုစုံကြည်လိုက်ရင်အကျိုးဒုက္ခသစ္စာလို့ခေါ်ဆိုအပ်တဲ့ယုတ်တရားနံတရားတွေကထင်ရှားဖြစ်ပေါ်လာမှာဖြစ်တယ်။အကြောင်းတရားတွေထင်ရှားရှိခရင်အကျိုးယုတ်တရားနံတရားတွေကထပ်ပြီးအသိဖြစ်မယ်။အသိဖြစ်တဲ့ယုတ်နံနဲ့အပေါ်နဲ့အတိမမှုအဝိဇ္ဇာကတခါပြန်ပြီးတော့ရစ်ပတ်နှောင်ဖွဲ့လိုက်တဲ့အခါဝေဒမေမမှုတဏှာတရားဆွံ့လွန်းမှုဥပါဒံတရားတွေကထပ်ပြီးရစ်ပတ်နှောင်ဖွဲ့လိုက်တဲ့အချိန်ကမှထပ်ပြီးကုသိုလ်သင်္ခါရအကုသိုလ်သင်္ခါရတွေကိုထူထောင်မြန်နေ ထထုံလိုက်တဲ့အချိန်ကမှနောက်ထပ်ဘဝတိတိထပ်ပြီးဖြစ်ပေါ်လာပြန်တယ်။ဒီနည်းအဖြစ်သံသခိကိုကျင်းလီနေကြရနော်။အဲဒီလိုကျင်းလီနေရတဲ့အခါကျတော့တစ်ဖက်ကလှမ်းပြီးဉာဏ်ပညာမျက်စိဖြင့်လှမ်းမြော်ပြီးကြည့်လိုက်တဲ့အချိန်ကမှပရိသန္ဓေနေလိုက်အိုးလိုက်နားလိုက်သေးလိုက်ပရိသန္ဓေနေလိုက်အိုးလိုက်နားလိုက်သေးလိုက်ဒီလိုနဲ့ပဲသွားနေရတဲ့ဘဝဖြစ်တော့အဲ့ဒီဘဝသည်တကယ်အကြီးအကျယ်ချမ်းသာဒုက္ခပြည့်ဝနေတဲ့ဘဝတွေပဲလို့ပြောလို့ရပါမလားမရပါဘူးနော်ဒါကြောင့်ဘုရားရှင်က ။ဩခြင်းတရားထင်ရှားရှိနေရင်မဩယာတရားဆိုတာထင်ရှားရှိရမယ်။နာခြင်းတရားထင်ရှားရှိနေခဲ့ရင်မနာရတရားဆိုတာထင်ရှားရှိရမယ်။သိခြင်းတရားထင်ရှားရှိနေခဲ့ရင်မတရားတရားအမြင့်နိဗ္ဗာန်တရားဆိုတာထင်ရှားရှိရမယ်။ဆိုပြီးတော့အမတ္တကဝေတိမတရားအမြင့်နိဗ္ဗာန်တရားကိုဖျားရှင်ရှားဖွေတော်မူခဲ့ပါတယ်နော်။နောက်ဆုံးရှားဖွေလို့လည်းတွေ့ရှိသွားခဲ့ပါတယ်။တွေ့ရှိသွားလိုက်တဲ့အချိန်ခါမှာ မတရားမြင့်နေမှတော့ရောင်ကြောင်ဖြစ်တဲ့ဒီတရားကောင်းကဘာလဲလို့မေးတော့ဒီဒုက္ခသစ္စာသမုဒိယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာခေါ်တဲ့သစ္စာ၄ရတရားမြတ်ကိုထိုးထွင်းသိမြင်ပါမှမတရားမြင့်နေမှကိုရောက်မယ်ဒုက္ခသစ္စာသမုဒိယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာခေါ်တဲ့သစ္စာ၄ရတရားမြတ်ကိုသမ္မာတ္တိဉာဏ်ပညာဖြင့်ကိုယ်တိုင်မြင့်မှထွင်းဖို့မသိခဲ့ဘူးဆိုရင်တော့မတရားမြင့်နေမှကိုဘယ်လို့မှ မရောက်နိုင်ဘူးဆိုတာမြတ်စွာဘုရားကရှင်းပြတွေ့ရှိတယ်နော် တရားနာနေတဲ့ပုဂ္ဂိုလ်တွေလည်းအကြွေများမတရားအမြင့်နိဗ္ဗာန်ကို သွားခြင်းကြတယ်ဆိုရင်ဘာလို့ရမလဲသစ္စာလေးပါးမြတ်တရားကိုသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မြတ်မှတွင်ဖို့သိမြင်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်